မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါမယ်ငလင်းကျောင်းမြမဟာတရုတ်လက်ခုပ်ထဲကရှိပိုးဖြစ်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်မလ28ရက်နေ့ငလင်းအပြီးမှာငလင်းဒုက္ခတွေတွေကိုမကူညီနိုင်ပေကူညီဖို့ဆရာထက်တန်မှုလည်းမရှိရဲစစ်ကောင်စီပြုံးလဲပြီးနေပြည်တော်မှာအာဏာပြိုကွဲမယ်ဆိုတဲ့ခံမှန်းချက်တွေပြန်နှံ့နေပါတယ်တရားမဝင်စင်းနေအရာလူတထောင်ကျော်တည်ဆုံတယ်လို့ခံမှန်းကြတော့လဲတရားဝင်စင်းရင်အရာလူ3900ခန့်တည်ဆုံပြီးအများစုမှာငလင်းဗဟုချက်မြမနိုင်ငံအလဲ ိုင်းမှာဖြစ်တယ်။ဒါပေမဲ့တလနီးပါးကြတဲ့အခါအထက်ပါခံမှန်းချက်နဲ့စန့်ကျင်ဘက်ဖြစ်နေကြောင်းထင်ရှားလာတယ်။စစ်တပ်ကစစ်မှန်တဲ့ကင်စိန်လုပ်ငန်းကိုအကြီးအကျယ်ပြတ်ကွက်နေတော့လဲအခြားနိုင်ငံအများအပြားကရှင်ကျန်သူတွေကိုရှာဖွေဖို့နဲ့ဒဏ်ရာရသူတွေကိုကုသပေးဖို့အဖွဲ့တွေကိုမြန်မာကိုစေလွတ်တယ်။ တရုတ်ရုရှားနဲ့အိန္ဒိယတို့ကပထမဆုံးရောက်တဲ့နိုင်ငံတွေဖြစ်ပြီးအဲ့ဒီနောက်မှာထိုင်းမလေးရှားဟောင်ကောင်နဲ့စင်ကာပူနိုင်ငံတို့ရောက်လာပြီးငလင်ထိကိုက်တဲ့လူမှုအတိုင်းဝန်တွေကိုထောက်ပံ့ဖို့အမေရိကန်ဒေါ်လာသန်းပေါင်းများစွာတန်တဲ့အရေးပေါ်အကူအညီတွေကိုဥရောပသမဂ္ဂဗြိတိန်နဲ့တောင်ကိုရီးယားတို့ကကတိပြုကြတယ်။2015ခုနှစ်ပြင်းထန်တဲ့ငလင်နဲ့ရင်ဆိုင်ရတဲ့စီးရဲနွယ်ပါနဲ့နီပေါ်နိုင်ငံကပဲမြန်မာကိုအကူအညီ၄၁ထံပေးပို့တဲ့အမေရိကန်ပြည်ထောင်စုကတုံ့ပြန်မှုနှေးကွေးပြီးမြေအမေရိကန်ဒေါ်လာ2သန်းထည့်ဝင်ပြီးရဲ့နောက် က်ထပ်ဒေါ်လာ9တန်းထပ်မံကူညီနေအမျိုးမျိုးသောကုလသမဂ္ဂအေဂျင်စီတွေကကယ်ဆယ်ရေးလုပ်ငန်းများနှိမ့်နိုင်ရမှာပါဝင်ကြတဲ့ကြိုက်တီဖြစ်စေမကြိုက်တီဖြစ်စေ၎င်းတို့ကစစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်ချင်းတာဖြစ်ပြီးစေအုပ်ချုပ်ရေးကိုလက်တွေ့တရားဝင်မှုပေးရာရောက်စေနေပြည်ပကယ်ဆယ်ရေးလုပ်ငန်းတွေကကယ်ဆယ်ရေးလုပ်ငန်းများမြန်မာနိုင်ငံမှာရှေ့ဆက်နေစေစစ်ကောင်စီကောင်းဆောင်မရောင်းနိုင်ကဘင်္ဂလားပင်လယ်ဩစီဝိုင်းနဲ့ဤပညာဆိုင်ရာဗတ်ဆောင်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းဘင်းစတက်ဒေတာမှာဒေတာရင်းဖိုရမ်ထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ထိ ိုင်းနိုင်ငံဘန်ကောက်မြို့ကိုသွားတယ်။အဲဒီခီးစဉ်က2021ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်းသူ့ရဲ့ပထမအဆုံးဘန်ကောက်ခီးဖြစ်ပြီးထိုင်းဝန်ကြီးချုပ်ဖိတောင်တန်ရှင်နာဝဲ၊အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမူဒီ၊နီပေါဝန်ကြီးချုပ် KP ရှာမာအိုလီ၊ဘူတန်ဝန်ကြီးချုပ်ရှာရင်တော့ပ်ဂေး တီရီလင်္ကာဝန်ကြီးချုပ်ဟာရီနီအမရာဆူရီးယားနဲ့ဘင်္ဂလားဒေ့ရှ်ဂျာဖြတ်အစိုးရခေါင်းဆောင်မူဟာမက်ယူနော့အပါအဝင်ဒေသရင်ခေါင်းဆောင်များနဲ့တပ်ပုံရိုက်ဖို့အခွင့်အလမ်းများစွာရခဲ့တယ်။ငလင်းနဲ့ဒေသရင်ပြည်သူတွေပေါ်စာနာမှုကြောင့်သာမဟုတ်ရင်စစ်ကောင်စီကအဲ့ဒီတန်တမာရေးအောင်မြင်မှုရမှာမဟုတ်ငလင်းတန်ဒေသမှာတော်လိုင်းအင်အားစုထိန်းချုပ်ထားတဲ့မြို့ရွာတွေကိုစစ်ကောင်စီလေတပ်ကဆက်လက်ပုံကျဲတိုက်ခိုက်နေရဆိုတဲ့အချက်ကသူရဲ့စစ်ကောင်စီကိုလက်ခံစေဖို့မြန်အောင်လိုင်းအားထုတ်မှုတွေပေါ်တက်ရောက်မှုကြီးကြီးမားမားမရှိပါဘူး။ နှလင်းအပြီးမှာမြမပြည်ရင်စစ်မှာစစ်ပွဲတွေကိုကင်တွယ်ဖြေရှင်းဖို့အားထုတ်မှုတွေလည်းပြုလုပ်တဲ့ဘင်စတန်ရဲ့တီးကြအစည်းအဝေးတွေမှာမစ္စတာပေတောင်တန်ရဲ့ဖခင်တိုင်းဝင်ကြီးချုပ်ဟောင်းမစ္စတာသက်စင်ရှင်နာဝက်ကငိမ့်ချိုင်းညီနိုင်ပင်လို့တဲ့ရှိရွက်ချက်နဲ့မင်းအောင်လိုင်းနဲ့မလေးရှားဝင်ကြီးချုပ်မစ္စတာအန်နဝါအီဘရာဟင်တို့ကိုညစာတင်ခင်းအခမ်းနဲ့ဘန်ကောက်ပို့သတင်းစာကအေပီလာ22ရက်နေ့မှာနှစ်အတန်ကြာတန်တမန်ရဲ့အကြက်အတဲတွေ့ပြီးနောက်အန်နဝါနဲ့သက်စင်တို့ရဲ့မကြသေးမီကလုံရက်တွင်ကမြန်မာနဲ့ပတ်သက်ပြီးအကောင်းမြင်တော်လဲတတိကြီးကြီးထား တယ်။၎င်းတို့ရဲ့အာထုံမှုတွေကြောင့်ဒေသရင်းအခက်အခဲဆုံးအကြက်တင်များအနက်တစ်ခုကိုဖြေရှင်းရမှာအာဆီယံရဲ့ဥဆောင်မှုကိုကမ္ဘာကစောင့်ကြည့်နေတယ်လို့ရှိသားခဲ့တယ်။မလေးရှားကယခုနှစ်အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်ပြီးမစ္စတာအန်နဝါကမစ္စတာသက်စင်ကိုအဓိကအားဖြင့်မြန်မာနဲ့ပတ်သက်တဲ့ကိစ္စတွေအတွက်အလို့သဘောအကြံပေးဖြစ်ခံထားတယ်။မစ္စတာအန်နဝါကစင်ပြိုင်မျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်ရင်းနဲ့လည်းထိတွေ့ဆက်ဆံပြီးရဲတင်းတဲ့အခြေလက်လှမ်းနဲ့ NUG ကရွှေကောက်ခံရတော့လေဖြုတ်ချခံရတဲ့လွတ်တော်ကိုယ်စားလှယ်ရင်းနဲ့ ်2021ခုနှစ်စစ်အာဏာသိမ်းမှုနောက်မှာဖွဲ့စည်းထားတဲ့အစိုးရဖြစ်တဲ့ အဲ့ဒီအစည်းအဝေးနေ့အပြီးမှာအပြစ်ခံရစဲမှုတစ်ခုရှိလာလိမ့်မယ်လို့ရှုံချင်ကြောင်းမစ္စတာအန်နဝါကပြောတယ်။ဒါပေမဲ့ဒီလိုသာပြောကြားချက်ကဆယ်စုနှစ်များစွာကြာမှမြန်မာမှာငြိမ်းချမ်းရေးအားထုတ်မှုနဲ့ပတ်သက်တဲ့လူရာဆွဲတွေးတဲ့သဘောထားဖြစ်တဲ့ငလင်ပြည်ရဲ့နောက်အကူအညီပေးရင်အားထုတ်မှုပုံမလုံးနိုင်ဖို့အပြစ်ခံရစဲကိုစိတ်ဝင်စားကြောင်းအန်ယူဂျီကပြောတော့လဲစစ်ကောင်စီကထိုင်းနယ်စပ်မှာတော်လိုင်းအင်အားစုထိန်းချုပ်တင်တာတွေကသာမကငလင်ကြောင်းလူမှုအသက်ဝန်လိုက်ပြည်စီပြီးလူထောင်စီတည်ဆုံနေမန္တလေးနဲ့စကိုင်းတိုင်းကိုလည်းဆက်လက်တိုက်ခိုက်နေတယ် ်လို့သိရပါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုင်းအတွက်မစ္စတာအန်ဝါနဲ့မစ္စတာသက်စင်တို့ကဲ့သို့သူတွေနဲ့ဆွေးနွေးခြင်းကအတိမတ်ပြုခံရဖို့နဲ့လက်ခံဖို့ခြေလှမ်းတစ်ခုထပ်မပေါ်မင်းအောင်လိုင်းရဲ့အမြင်အရ NUG ကမြန်မာစစ်ဘီရင်ကစားပွဲမှာဘေးလူသားဖြစ်ပြီးသူမားတယ်လို့မြည်သူပြောမလဲ။ကြေညာချက်တွေထုတ်ပြန်တာကလို့ရင် NUG ကငလင်နောက်ပိုင်းမှာနိုင်ငံတကာထောက်ခံမှုရအောင်ဘယ်လိုမှမလုပ်တော့လောက်ပဲ။အာဆီယံကလုံနိုင်တဲ့အရာလည်းမရှိတော့လောက်ပဲဖြစ်ကြောင်းစစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့သူလူတွေကသိပါတယ်။အာဆီယံရဲ့အဓိကမူနှစ်ခုဖြစ်တဲ့ ်ဝင်ရောက်မဆွတ်ဖက်ရင်းနဲ့ဘုံသဘောတူညီချက်ရယူရင်းကအဖွဲ့ကိုစွမ်းဆောင်ရင်းမဲ့စီကြောင့်58နှစ်ကြာတမိုင်းကပြသနေနေတယ်။ အရှိတီမောပတိပခထိုင်းနဲ့ကမ်ဘောဒီးယားအကြားကမ်ဘောဒီးယားနဲ့ဗီယက်နမ်အကြားမလေးရှားနဲ့ဖိလစ်ပိုင်အကြားနဲ့နေမယ့်အငင်းပွားမှုများထိုင်းတောင်ပိုင်းမလေးရှားနယ်စပ်မှာပုံကံမှုများမြန်မာနဲ့ကမ်ဘောဒီးယားမှာအုံကြွမှုများစတဲ့အဖွဲ့ဝင်နိုင်ငံတွေပါဝင်နေမြည်တီးပြဿနာတခုကိုမှအာဆီယံကမဖြေရှင်းနိုင်ခဲ့ပါဘူး။ဒါကြောင့်တရုတ်တွေကမြန်မာပြည်တွင်ရေမှာဂျောင်းဝင်ဆက်ဖက်ဖို့ဖြစ်ပျက်သမျှအရာရာကို၎င်းတို့အတုမတ်ဖြစ်ပြောင်းလဲဖို့စွမ်းရည်နီလန်းနဲ့စိတ်ထက်သန်မှုရှိတဲ့တခုတည်းသောနိုင်ငံဖြစ်လာတဲ့တရုတ်ဝင်အရာမဆက်ဖက်ရေးမှုကိုလိုက်နာတော့လေမြန်မာပြည်တွင်ရေမှာ တရုတ်လောက်ဆက်ဖက်တဲ့နိုင်ငံဘလူနိုင်ငံမှမရှိဒီဆက်ဖက်မှုကတရုတ်တို့ကဗမာပြည်ကွန်မြူနတီပါတီဘာကဖကိုစည်ရင်းတဲ့နိုင်ငံထောက်ခံမှုအပြုအပေးဖို့ဆုံးဖြတ်လိုက်တဲ့1960ပြည်နှစ်တွင်ကစတင်ပြီးအမျိုးမျိုးသောတိုင်းရင်းသားတပ်မတော်များအထူးသဖြင့်ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSC နဲ့နီးကပ်တဲ့ဆက်ဆံရေးဆက်လက်ထိန်းသိမ်းထားတယ် UWSC ကတရုတ်နယ်စပ်မှာကွန်မြူနတီအခြေဆိုင်စခန်းတွေအများစုကိုတင်ပိုင်ထားတယ်မကြသေးမီကဖြစ်ရတဲ့ခုမှာထင်ရှားတဲ့အထူးတန်တမန်မစ္စတာတင်ရှိခြင်းဦးဆောင်တဲ့ ယ်လို့ဆိုတဲ့တရုတ်အလံတက်ဆင်ထားပြီးအပြစ်ခတ်ရစရင်စောင့်ကြည့်ဖွဲလို့စာရန်ထိုးထားတဲ့ရှင်တန်းကရှမ်းပြည်မြောက်ပိုင်းမှာလာရှုကိုရောက်လာတဲ့စစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခရှိခဲ့မှုတဲ့အဲ့ဒီမျိုးကိုလွန်ခဲ့တဲ့ဇူလိုင်လမှာမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် MNT ကတင်ပိုက်ခဲ့တယ်။ MNDA ကကိုကန့်ဒေတာမှာတရုတ်လူမျိုးစုကတည်ထောင်ထားတဲ့တပ်ဖွဲ့တစ်ခုဖြစ်တဲ့ MNDA နဲ့ဗမာအဖွဲ့ငယ်များအပါအဝင်မဟာမိတ်တော်လိုင်းအုပ်စုတွေကအဲ့ဒီနောက်မှာစစ်မြေပြင်အောင်ပွဲအများပြားရသလိုရှမ်းပြည်မြောက်ပိုင်းမှာမြို့အများပြားကိုသိမ်းပိုက်ထားတဲ့ပလောင်လူမျိုးစုတောင်မျိုးသားလူမျိုးရေးတပ်မတော် TNL ကလည်းအောင်ပွဲများရတဲ့မြမပြည်ရင်းစစ်ခေတ်တမိုင်းမှာမကြုံဘူးတဲ့တီဖြစ်ရတွင်ကြောင်း MNDA TNL နဲ့အာရခတ်တော်အင်းတို့ပါဝင်တဲ့ညီနောင်မဟာမိတ်တော်လိုင်းအင်အားစုများအခြားတိုင်းရင်းသားတပ်မတော်များနဲ့ لگانوں یہ مہا میں တွေကစစ်တပ်မျိုးပြင်ဦးလွင်နဲ့မန္တလေးကိုတောင်မှသိမ်းပိုက်နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်များဖြစ်စေခဲ့တယ်။ဒါပေမဲ့ဒီလိုဖြစ်မလာဘဲနောက်လည်းဖြစ်လာနိုင်ပွဲမရှိရှမ်းပြည်နောက်ပိုင်းမှာ BOP ရဲ့အခြေအနေကအကျုံးမြတ်များတဲ့တရုတ်နဲ့မြန်မာအကြားနယ်စပ်ကုန်သွင်းကိုပြတ်တောက်စေပြီးဒီထက်ပိုမိုအရင်းကြီးတာကတရုတ်မြန်မာစီးပွားရေးစင်ကြံအတွက်အစီအစဉ်များကိုအကောင့်ထည့်ဖို့ဖို့တရုတ်အတွက်ပုံမှန်ခက်ခဲစေတယ်။အဆိုပါစီးပွားရေးစင်ကြံကတရုတ်ကိုဘင်္ဂလားပင်လယ်အော်မှာစစ်ကမ်းများနဲ့ဆက်သွင်းပေးပြီးအိန္ဒိယသမုတ်တရာတခွင်အရေးပါတဲ့ကုန်သွယ်ရေးလမ်းကြောင်းဖြစ်လာမယ်။ ညီနောင်မဟာမိတ်တွေက UWSA မှာတက်စဉ်တရုတ်လက်နက်ခံရထောက်ပံ့မှုမှာအကျိုးမြတ်ခံစားရပွင့်ရှိတော့လေမျိုးပြအချက်အချာတွေကိုတင်ပိုက်ခြင်းကတရုတ်မြင်လိုတာထက်လွန်စွာကျော်လွန်နေတယ်။မြည်တို့ဆိုစီရှမ်းပြည်မြောက်ပိုင်းမှာတော်လိုင်းထိုးစစ်ကစစ်ကောင်စီထိန်းချုပ်ဒေသများမှာလုကိုင်းနေပြီးတရုတ်ကိုဒေါ်လာဘီလီယံပေါင်းများစွာဆုံးရှုံးစေတဲ့ငွေလင်ခိုင်းများပိတ်ဖို့တရုတ်ထောက်ခံတဲ့လှုပ်ရှားမှုဖြစ်စတင်ခဲ့တော့လေ MNDA နဲ့မဟာမိတ်တွေကအားလုံးမျှော်လင့်တာထက်ပိုမှအောင်မြင်နေတရုတ်ကဂျောင်းဝင်ဆက်ဖက်ရတဲ့တရုတ်ရဲ့ပြင်းထန်တဲ့ဖိအားအောက်မှာ ာ MNDA ကလာရှုနဲ့အဲ့ဒီမျိုးပတ်ဝန်းကျင်ဒေသတွေကစောက်ခွာရပြီးစစ်ကောင်စီကအုပ်ချုပ်ရေးဝန်ထမ်းများပြန်လည်ဝင်ရောက်လာတယ်။တရုတ်တို့အတင်းအကျပ်ဝင်ရောက်မဆက်ဖက်ပဲဒီကိစ္စတွေနဲ့မြေတီကိစ္စမှဖြစ်မလာနိုင်ပါဘူး။တရုတ်ကငလင်တန်ခမ်းပြည်သူများကိုအရေးပေါ်လူသားချင်းစာနာမှုအကူအညီနဲ့မြို့များပြန်လည်တည်ဆောက်ရေးအတွက်ယွမ်1ဘီလီယံဒေါ်လာ138တန်အကူအညီပို့ကတိပြုထားပြီးဒါကြောင့်နေပြည်တော်မှာဗိုလ်ချုပ်တွေပေါ်အကြီးအကျယ်ဩစာလွှမ်းမိုးတာကိုလည်းတတိပြုတင်ပါတယ်မြန်မာပြည်တွင်စစ်မှ အားလုံးအပေါ်မြည်တီနိုင်ငံကမှတရုတ်လောက်ဩစာမရှိလို့ရေးသားထားတာကိုတင်ဆက်ပြလိုက်ရပါတယ်ရှင်။